မရိုက်ဖြစ်တော့ကအမပြပခရင်ပေါ့နော်ဟိုသွားနေတာကြောင့်မညီမလေးရှိတဲ့နေရာကိုလည်းအမ၄လလောက်ကြာခရီးထွက်တယ်ပြီးတော့တငယ်ချင်းရှိတဲ့နေရာကိုလည်းအမ၃လကျော်ကျော်လောက်ခရီးထွက်တယ်ဟိုပြန်လာတာနားတာလဲဈားထဲမှာအဲ့ခရီးတစ်ခုဈားထဲမှာ၁လလောက်ပဲအချိန်ရှိရဲဆိုတော့အမကားမလို့ဟိုကားမရိုက်ဖြစ်တော့တဲ့အချိန်ကအာနေမကောင်းတာနဲ့ခရီးထွက်တာနဲ့ဆိုတော့အဲ့လိုတစ်နှစ်ခွဲလောက်ကြာသွားတာပေါ့နော် ရဲ့ကျမရဲ့အခြေအနေကလည်းအရန်ပင်ပင်ပန်ပန်လှုပ်လို့မရတော့တဲ့အခြေအနေမျိုးရှိနေတဲ့အတွက်ဟိုကိုကိုကိုလည်းညှာတဲ့သဘောနေတယ်ပေါ့နော်အမတချို့ကားတွေပြင်ပမဲ့ကားမျိုးတွေဆိုရင်အမမရိုက်ဖြစ်ပါဘူးအခုနောက်ပိုင်းဆိုရင်ဇက်ကိုလည်းတေချာမေးပါတယ်အရန်ပြင်ပမလားတအားလုံးရမယ့်ဟာမျိုးဆိုလဲဟိုအမမရိုက်ချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဟိုအမဆရာဝန်ကိုတိုင်းကကိုဟိုဘယ်လိုခေါမလဲစိတ်ရောကိုပါပေါ့နော်တိတ်နှစ်ပြီးမလုပ်ပါနဲ့လို့ပြောတဲ့အတွက်ဟို မနည်းနည်းလေးရှော့လိုက်တဲ့သဘောပါအမကြက်မရည်တော့ကြည့်လိုက်ရင်တော့အမလူကောင်းလိုပဲလေ Facebook မှာတက်နေတဲ့အမတပ်ပုတ်တွေလေးလေးအဲ့လိုမျိုးလူကောင်းတယောက်လိုပုံစံမျိုးဖြစ်နေတော့အမနေမကောင်းဘူးဆိုရင်လူတွေကဘာဖြစ်လို့နေမကောင်းတာလဲလို့အရင်သိချင်ကြတယ်ဟိုတကယ်တော့ဟိုစိတ်ကနည်းနည်းလေးပင်ပန်းလာရင်လူကပူပင်ပန်းပြီးတော့အိပ်ရတယ်လဲလဲသွားတယ်ပေါ့အဲ့ကျမကြီးကအဲ့လိုမျိုးပေါ့နော်နောက်အမဘဲဘဲရင်ဘက်ကအမြဲတမ်းဟိုစူးပြီးအောင့်နေတဲ့အတွက် ိုတခါတလေတချို့တိုင်းလောက်ပြောတယ်တချို့ဒေါသဖြစ်တဲ့အခန်းတွေပါကြီးဆိုရင်အမအယမ်းမှုထက်လိုက်တဲ့ခါကျရင်အမနောက်တဆင်းကိုမရိုက်နိုင်တော့ဘူးပေါ့နော်အဲ့တော့အမအလုတ်ထဲမှာလည်းအနောက်ရှက်ဖြစ်မှာဆိုလို့အဲနောက်ပိုင်းနည်းနည်းလေးရှော့လိုက်တဲ့သဘောပါအမကိုအားပေးနေတဲ့ပရိသတ်တွေကိုလည်းဟိုဆက်ပြီးအားပေးပါလို့ပြောချင်ပါတယ်အမကားမြိုက်တာကြပေးမယ်လေအာရိုက်ဖြစ်တဲ့ကားလေးတွေကိုလည်းအရင်လိုပဲအားပေးပါလို့ပြောချင်ပါတယ်